ဒီလိုခဏလေးတူတူဆရာဒါမရီအောက်ကကြောင်းရောက်ကိုကိုနားထောင်ပြီးဘိုကီဝါခချီဥပမာကဲတူဥပမာလိုမျိုးဤရောချင်းနဆက်လိုက်လာမယ်နုံလေးကိုမြင်တာထားမယ်ကဲအဆူနဲ့ဒီပဲဆက်လိုက်လာတဲ့ဆိုတော့ဆက်လိုက်လာမယ်ဆက်လိုက်လာတဲ့မာဂျီစကားကိုဂိုရီရှိရှိကိုရွေးချယ်ပါဒါမလေးအကကြောင်းညာကိုကိုနားထောင်ပြီးဘိုကီဝါခချီဥပမာကဲတူဥပမာလိုမျိုးအီယောဂျီနန်ဆက်ဖြစ်လာမယ် ဆက်လိုက်လာမယ်မာဒူရီစကားကိုဂိုရုရှိရှိကိုရွေးပါတဲ့ဆက်ပြီးတော့ပြောလာမယ်စကားကိုရွေးခိုင်းတာပေါ့လေအဲ့တော့ဆရာမမနေ့ကလည်းပြောသွားတယ်ဥပမာဘိုကီပါတယ်ဆိုရင်ဘိုကီကိုအများတိုင်းခေါ်သွားတယ်လို့ပြောတယ်ဥပမာကိုခေါ်သွားတယ်ဥပမာကိုခေါ်နေတဲ့အချိန်မှာနံပါတ်5ကိုမိပြီးတော့ကြည်နေမှာဆိုလို့ကားပြောတယ်ချုံဘေကက်စမီတာချုံဘေကက်စမီတာအမဇုန်တွေ့ဆုံခြင်းဖြစ်ပါတယ်ဒါမှမဟုတ်ရင်လည်းတွေ့ရတာဝမ်းသာပါတယ်ပေါ့နော်ပြောလို့ရပါတယ် ကျွန်မဘယ်ကစမီဒါကစမီဒါလေးကိုမြင်တာရာမဲဗောဒီမှာကျတော့ပထမဆုံးတွေ့မယ်ဆိုတော့ဒီဘာသာပထမဆုံးတွေ့ဆုံးချင်းမှာတွေ့ရတာဝမ်းသာပါတယ်ပြောလို့ရတယ်နံပါတ်1ခွင်းချန်စမီဒါရပါတယ်နံပါတ်2အာကစမီဒါခေါင်းပါပြီနံပါတ်3ဂုမစမီဒါဂျေဆုတင်ပါတယ်နံပါတ်4ဘန်ကပ်စမီဒါဝမ်းသာပါတယ်ဆိုတော့ဒါဝမ်းသာတယ်ဖြစ်ရမှာဗောတွေ့ရတာဝမ်းသာတယ်ဆိုတော့သူကလည်းဝမ်းသာတယ်လို့ပြန်ပြောတယ် ဒါဆိုရင်နံပါတ်၄လေးကိုနားထောင်ကြည့်ရအောင်နံပါတ်၅ကိုအားလုံးတူတူနားထောင်ကြည့်အောင်နော်နံပါတ်၅ကတော့သူကလေးမှတ်ရတယ်အစ်듣고보기와같이이어지는말을고르십시오보기처음뵙겠습니다처음뵙겠습니다 정답은 4번입니다. 5번 나영씨, 그 책 좀 주세요. 나영씨, 그 책 좀 주세요. 4번 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 자, 누구... 여기 있어요. 여기 있어요. 여기 있어요. <laughs> ဆင်ကျမတို့ကဘာကြောင့်နံပါတ်၄လဲအားလုံးတူတူကြည့်အောင်နော်။ဆောက်ဘာလေးကိုပြန်ပြီးတော့တွားရအောင်။အမျက်နှာ38ကိုရောက်သွားပြီ။ကောင်းလေးကပြောတယ်နာယောင်ရှိနာယောင်ဂုတ်တက်အဲဒီစာကိုကျုံတစ်စိတ်လောက်ဂျူးဆက်ရောပြီးပါတဲ့။နာယောင်ရေနာယောင်ရှိနာယောင်အဲဆောက်လေးကိုပြီးပါလို့သူပြောထားတာနော်ချက်ခူးချက်တုံးကျူချက်ရောဆိုတော့ဆောက်ဘားလေးကိုပြန်ကြည့်အောင်နံပါတ်1ကဘူထက်ခဲရောတဲ့ခဲဖြစ်သွားတယ် 부탁해요. 미다 약간 말해. 만니가 자러 괜찮나요? 야, 말해. 괜찮아요. 동화 잘 지냈어요. 잘 건강 지냈어요. 공손케레 주로 신비레 루벼라. 신비 말해. 잘 지냈어요. 나빠 동화 자러 여기 있어요. 리마바. 여디마 루벼라. 주로나. No? 사우비바 주로 여기 있습니다. 여디마. 리마바. 주로 비말리야. 나빠. လေးဖြစ်သွားပါတယ်။ဆောင်းမွေးမှာလည်းဒီလိုပဲဒီလိုလေးအပြေးလေးချေပြီးလိုက်ရင်ရသွား